စကိုင်းဒေးလေးကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ရွှေစည်းနှုံရွှေစည်းကွက်တည်ငြိမ်စေရေးနဲ့မေလာလဘတ်ငွေစည်းရင် ရှင်းတဲ့အတီးပြူခြင်းညှိနှိုင်းအစီအွေကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကုန်းတိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းမှဦးစီးကရွှေစည်းနှုံနဲ့ရွှေစည်းကွက်တည်ငြိမ်စေရည် မေလလဘတ်ငွေစည်းရင်းရှင်တန်းအတီးပြူချင်းညှိနှိုင်းအစည်းအဝေးကိုတော့ဒီကနေ့ဂျွန်လ14ရက်နနက်7:00နာရီကရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းရုံးရဲ့အစည်းအဝေးခမ်းမမှာကျင်းပပြုလုပ်ခဲ့ပါတယ်ပထမဦးစွာဗဘဲတမ်းမျိုးနဲ့ခိတအုပ်ချုပ်ရေးမှူးဦးသိန်းလင်းအောင်က အဖွင့်အမားစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးကနဦးစစ်စေးရေးအဖွဲ့အတွင်ရေးမှူးဦးသိန်းဝင်းကဓာတ်သက်ထူရွှေလုပ်ငန်းလိုင်စင်လျှောက်ထားမှုဆိုင်ရာများကိုရှင်းလင်းပြောကြားခဲ့ပါတယ်။အဲဒီနောက်မှာတော့ရှင်ကနိုင်းဒေတာကြီးရွှေလုံငန်းရှင်များအသင်းမှဥက္ကဋ္ဌဦးမျိုးမြင့်ကရွှေစည်းနှုံရွှေစည်းကွက် တည်ငြိမ်စည်းရေလေပကားရောင်းဝယ်သူများပပျောက်ရေးနေ လုပ်ငန်းလိုင်စင်လျှောက်ထားရေးနှင့်မေလလဘတ်ငွေစင်းရှင်တန်းများကိုရှင်းလင်းပြောကြားခဲ့ပြီးအတင်းရဲ့အထွေထွေအတွင်ရေမှုဦးနေမျိုးထက်ကရွှေကုန်သည်များရွှေလုပ်ငန်းရှင်တွေရဲ့လိုအပ်ချက်များ အခက်အခဲများကို ဖြည့်ဆွက်ပြောကြားခဲ့ပြီးအခမ်းအနားကိုဗုဒ္ဓသာသနာစီရင်တိတ်ထူ၃ချိန်ရွတ်ဆိုပြကြတော့ကအောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ် အဆိုပါအခမ်းအနားမှာရှမ်းကတိုင်းဒေသကြီးကနအူစစ်စေးရဲ့အဖွဲ့အတွင်ရေမှုဦးသိန်းဝင်းကတက်တထုရွှေလုပ်ငန်းလိုင်စင်လျှောက်ထားသူဦးရည်နေလိုင်စင်လျှောက်ထားမှုဆိုင်ရာများကို အခုလိုပြောကြားခဲ့ပါတယ်ဒီပေါ့ပြောချင်တာကတော့အစိုးရနေပြီးတော့ဖော်ဆောင်ခြင်းနဲ့လေဘူဝါဒတစ်ခုအစိုးရဌာနတစ်ခုတည်းနေနဲ့ဆောင်ရွက်လို့မရဘူးအဲ့တော့လုပ်ငန်းရှင်များဒီရွှေရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း နောက်ကမြန်မာနိုင်ငံရွှေလုံငန်းရှင်များအသင်းအဲနောက်ကအဲ့အသင်းမှာအသင်းဝင်တွေရောက်ရှိပြီးသားအဲ့ဒီအသင်းတွေနဲ့အသင်းဝင်တွေများပူးပေါင်းပြီးတော့ government သွားခြင်းနဲ့ policy ကိုပူးပေါင်းဆောင်ရွက်မှသာအဲအဲဒီအောင်မြော် mission တစ်ခုအဲဒီလိုပေါ့ချမှတ်လိုက်တဲ့အမိတ်ပုံမညွှန်ကြားချက်အဲ့အဲ့တခုဟိုအကောင့်တွေဖွင့်နိုင်မယ်ဆိုတဲ့အကြောင်းအလေးထားဆောင်ပေးပြီးတော့ပဲကျွန်တော်အနေနဲ့တို့ဆင်းနေ ပြင်သွားတာဖြစ်ပါတယ်အဓိကတော့နိုင်ငံတော် policy ကိုဒီလုပ်ငန်းရှင်တွေအသင်းတွေနဲ့ government မှာတာဝန်ရှိသူတွေအထူးက participation လုပ်ဖို့ပဲဖြစ်ပါတယ်အဲ့တော့ရန်ကုန်တိုင်းဒေသကြီးဒီခဏဦးစစ်စီအဖွဲ့စီမှာပေါ့လိုင်စင်လျှောက်လာလာပြီးတော့တင်တာပေါ့ဒီအလုံးလျှောက်လာအဆောင်ကြီးကောင်းကကျွန်တော်လုပ်ငန်းဒီစပြီးတော့အဖွဲ့ပေါ့ခနုတ်စီစီအဖွဲ့စပြီးတော့ လက်ခံတဲ့18ရက်အစပြီးတော့လျှောက်တော့လက်ခံတဲ့18ရက်စတက်လ2024ရဲ့နေရာနေပြီးတော့တော့3လအချိန်ပေးထားတာ18ရက်2လ2025ထိ3လအတွင်းမှာ6လဆောင်ရရ1928ဆောင်လာရောက်ထုတ်ယူပြီးတော့အဲ့ဒီကာလအတွင်းမှာ6လလာတင်တာ1416ဆောင်ဖြစ်ပါတယ်အဲ့တော့အဲ့ဒီက3လပြည့်ပြီးနောက်ပိုင်းမှာအမှန်တော့ပိတ်ရမှာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီလုပ်ငန်းဒီရွှေဆိုင်နေ လုပ်ငန်းဆက်လက်ပြီးတော့မှလိုင်းစင်လျှောက်ထားလို့လည်းတော့ကုချင်းတိဒီမပိတ်ဖက်နဲ့ဆက်လက်ပြီးတော့စည်ရင်တခုမှတ်ခိုင်းမှာအဲ့တော့၁၈ရက်၂လ2025နေရောကုချင်းတိပေါ့လောက်လာတဲ့စည်ရင်ကတော့128ဆောင်းလျှောက်လာလားထုတ်ပြီးတော့132ဆောင်းကျွန်တော်စီမှာလျှောက်လာလားပြထားတာရှိပါတယ်အဲ့ဒီထက်ကနေပြီးတော့မှခုနကျွန်တော်ခုလိုင်းစင်ကြားထားပြီးသားစည်ရင်5ရက်6လ2025ရဲ့နေ့တိ358ဆောင်း လိုင်စင်ကျထားပြီးဖြစ်ပါတယ်အဲ့ဒါဒီအားလုံးကတော့နေပြည်တော်မှာဒီလျှောက်ထားသူကိုယ်တိုင်အဲ့ဒီလိုင်စင်ကိုတွားရောက်ထွက်ရောမှဖြစ်ပါတယ်အမတန်ခက်ခဲတယ်ကျမအရာခက်ခဲတယ်လိုင်စင်ထုတ်ဖို့ဟိုအရန်ကိုဟိုပိုင်လျှောက်ထားသူကိုယ်တိုင်တွားဖို့ခက်ခဲတယ်လို့ကျွန်တော်စီမှာကိုစားပေါ့ထုတ်ယူပြီးပုံစံနဲ့လာတင်မှာကျွန်တော်ထောက်ခံပြီးတော့ထုတ်နိုင်မှာဖြစ်ပါတယ်